စိဖစ်သမုဒ္ဒရာရဲ့အထူးချမ်းဆုံးတောင်းပန်ရမှာလူဝဆန်တယ်မျိုးနဲ့ပြည်နယ်နေတဲ့ကျွန်းတကျွန်းရှိပါတယ်။ Easter ကျွန်းဒါမမဟုဒေသခံတွေခေါ်တဲ့ Rapa Nui ကျွန်းမျိုးဖြစ်ပါတယ်။ဒီကျွန်းကိုကမ္ဘာကအတိအမှတ်ပြုတာကတော့သူ့ရဲ့အေယာမကြောက်ရုံကြီးနေကြောင်းပါ။မော်ဝိုင်လူခေါ်တဲ့ဒီကြောက်ရုံကြီးတွေဟာကျွန်းရဲ့ကံယိုတန်းတစ်လျှောက်မှာအတန်းလိုက်စီတန်းနေကြပါတယ်။ဒီကြောက်ရုပ်ကြီးယူဖို့ဘလို့ twin two ကတည်းလဲဘလို့ရွှေ့ပြောင်းခဲ့တယ်လဲဆိုတာယူနီတိုင်းအငင်းပွားကြပါ။ရာနိုရာရဲ့ဘူးမှာ ဘီမတ်တဲ့တဲ့ရုပ်ဘူးထောင်ပေါင်းများစွာမြင်တွေ့နိုင်ပါတယ်။ဒီကြောင့်ယုံကြည်တဲ့ဟာရာစုနေပေါင်းများစွာကာလာတရှာရာဘာနူရီလူမျိုးတို့ရဲ့ဘိုးပီးပြီးပြီးကိုပူဇော်တဲ့ရင်ကျေးမှုဒလိယအထော်တစ်ကိုပြုတ်ချရပါတယ်။ဆက်ရှိရာစုမှာတော့ဥရောပသားတွေပထမဆုံးရောက်ရှိလာတဲ့မှာတော့ကြောင်းပေါ်မှာတစ်ပင်တွေမရှိသလောက်ဖြစ်နေပြီးလူဦးရေလည်းတိတိတသားယော့နန်းနေတယ်ပါပြီ။သူတေသနာတွေကရာဘာနူရီလူပွဲစီရဲ့ပြိုလဲမှုတစ်တော်ပြုံးပြီးမှု ကုန်တယ်စစ်ပွဲတွေနဲ့တယံဇာနာခန့်ရှောက်မှုတွေကြောင့်ဆက်ကြပါတယ်။ ရာဘာနူရီဂျင်ဂျင်မူရဲ့ထူးခြားချက်တစ်ခုကတော့ရွန်ဂိုရွန်ဂိုလို့ခေါ်တဲ့ရှီယောင်စာရေးစနစ်ဖြစ်ပါတယ်။ဒီစာရီကိုယနေ့တိုင်အပြည့်အဝဖတ်မရဘူးလို့။ဆက်ရှိရာစုမှာတော့ကျုံးကိုပြင်ပတာနဲ့ယူကောကုမှုတွေဝင်ရောက်လာဒေသကလူကြီးကိုပုံမောလဲပါစီတဲ့ကသူတို့ရဲ့ယဉ်ကျေးမှုအမွေအနစ်တွေပဲပျက်စီးစေပါတယ်။ဒီနေ့ကမှတော့ Easter ကျုံးဟာ UNESCO ကပားအမွေအနစ်နေရာတစ်ခုဖြစ်ရပ်နေပြီးသူတို့ရဲ့ထူးခြားတဲ့ယဉ်ကျေးမှုနဲ့သဘာဝပတ်ဝန်းကျင်တွေထိမ့်သိမ်းစောင့်ရှောက်ရရှိပါတယ်။ ဘိုးဝိုင်းယုံကြည်တိတ်ဆိတ်တဲ့အကြည့်နဲ့အတူအီစတာကျွန်းဟာကဘာကြီးကိုရှေးအောင်လူဖွဲ့စည်းတစ်ခုရဲ့ထွန်းကားမှုယူလဲမှုနဲ့ပြန်လည်နိုးထမှုလစ်လာဖြစ်ခေါ်နေစေဖြစ်ပါတယ်